ရှိရကုံစီတော်ရဲ့မတိုးတင်ကန်ရက်ပြိုင်ပွဲမှာပထမဆုံးအကြိမ်ဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့ခိတပန်းစင်တော်အသင်းကပထမဆုကိုရရှိသွားပါတယ်။တရင်တော့ဟေမာဝင်းကတင်ဆက်ထားပါတယ်ရှင်။ရှိရကုံစီတော်ရဲ့32ကြိမ်မြောက်မတိုးတင်ကန်ပြိုင်ပွဲမှာအသင်းကိုရင်းဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးအသင်းခုနှစ်တင်းကတော့နှစ်စဉ်ဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့အသင်းတွေဖြစ်ပါတယ်။ဒီထဲမှာအသင်းနှစ်တင်းကတော့ပထမအကြိမ်ဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။အသင်းကိုပြောချင်တာကတော့အရန်ကောင်းတယ်လို့ဖတ်သူပြောမှဆိုရင်အရန်ကိုပြည့်စုံတယ်ပေါ့နော်။ ိုရီဘောအရန်ကောင်းတဲ့အတွက်ခုလိုပထမဆုံးကြီးပြန်ပေးရတဲ့အတွက်လည်းအရန်ပျော်ပါရယ်။ဆန္ဒကျအရန်ပျော်တာဘောတခါမှလည်းမရဘူးလေ။ပြီးတော့ဒီအသင်းရအသင်းသစ်ဆိုတော့လည်းပထမဆုံးရသေးချင်တာဘောနော်။အခက်ခဲရတော့ဒီလိုပါပဲပြိုင်ပြိုင်ပွဲရတော့အခက်ခဲရှိရပဲလေ။အဆင်ပြေပါရယ်အရာအလုံးအဆင်ပြေပြီးနဲ့ပြီးပါရယ်။ရရအစီအစီအောင်ပေါ့နော်အကုန်လုံးအဖက်ဖက်ကကောင်းမွန်အောင်လေးရောက်လုံးကလည်းစူးစမ်းပန်းစားနဲ့ကုညီလောက်ကင်ပေးတယ်ပေါ့ သူတို့မကောင်းရင်လည်းကောင်းအောင်ကိုပြင်ပေးတယ်ပေါ့နော်လေးချင်တာကတော့အိမ်မှာတစ်စီရက်ကန်းခတ်ပါတယ်ရက်ကန်းပြန်ပွဲလာရောက်အားပေးသူတွေကိုတော့စီတော်ရင်ပြင်မှာရက်ကန်းပြန်ပွဲဝင်ရောက်ရှင်ပြိုင်နေတာကိုပရိုဂျက်တာနဲ့ပြတာခဲ့ပါတယ်အမတို့ဒီမတော်တင်ငန်းကိုလာကြည့်တယ်ပြီးရင်မနေ့ကျရင်လှည့်လည်ပွဲဒီမတို့နေမယ်ပြီးရင်မနေ့ကျရင်ဖျားပူးမှပြန်မှာပေါ့ မတူတင်ငန်းရဲ့ပြိုင်ပွဲဝင်ရောက်ရှင်ပြိုင်မှုအတွေ့ရှူတကုံစီတော်ရဲ့ဘာသာရေးအသင်းအဖွဲ့80ကျော်ကိုအဆိုပြုလာခေါ်ပြီးအဆိုပြုလာတင်တဲ့အသင်း12တင်းတွေကအသင်း6တင်းကိုရွေးချယ်ကအရင်နှစ်ကဆူရရှိခဲ့တဲ့အသင်း3တင်းလည်းဝင်ရောက်ရှင်ပြိုင်ခဲ့တာဖြစ်ပါတယ်။ရှူတကုံစီတော်ဂောဘကအဖွဲ့ကနေတလားကြိုတင်ပြီးမတူတင်ငန်းတွေအလူခံရရှိထားတဲ့အလူငွေကတော့ငွေကျပ်3950ကျော်အလူငွေရရှိတယ်လို့သိရပါတယ်။ စင်တူဝစ်စုံလေးနဲ့တသက်ခက်ခက်နဲ့မယင်ချင်းမှုမိသားရပေါ်လင်တီချာအောင်အဲ့လိုမျိုးလေးရှင်းပြရဲလို့ဖို့မတို့ကအဲ့လိုစီကန်းချက်ပဲထုတ်ထားပါတယ်အရင်ကြီးတင်းတင်းကြပ်ကြပ်ကြီးမရှိပါဘူးရှီတကုံစီတော်ရဲ့မတူးတင်ကန်းရဲ့ပြိုင်ပွဲမှာပထမဆုကိုတော့ခတ္တာပန်းစင်တော်ဒုတိယဆုကိုတော့စကဝါပန်းစင်တော်ကရရှိခဲ့ပြီးဆုချင်းငွေတွေအနေနဲ့ပထမဆုကို10သိန်းဒုတိယဆုကို8သိန်းခွဲ တတိယစုကို9သိန်းစတုတ္ထစုကို9သိန်းခွဲနှစ်သိန်းစုတွေကို4သိန်းစီနဲ့အတီးဒီမူလသတ်မှတ်ထားတဲ့စုကြီးထက်တိုးမြင့်ကြီးမြင့်ခဲ့တာဖြစ်ပါတယ်ကျမဟေမာဝင်းပါခတ်ကြပါ